ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ Timeless Frame Movie Recap Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရင်ဒီနေ့ဗီဒီယိုလေးမှာတော့ချင်းမိသူရရဲ့ရင်းနေအသေးလေးကနေလိုက်လိုက်လေးလေးတနာစိတ်ဝင်လာစေနိုင်လောက်တဲ့အသေးမှာပါရီဆိုတဲ့ယောက်ျားရဲ့မာကြီးတွေကိုတော့မှမျက်ရည်ချနိုင်လောက်တဲ့၂000တခုနှစ်ကထွက်ရှိခဲ့တဲ့ I am Sam ဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးခြင်းပါတယ်။ ဒီဇလန်းလေးကဖခင်မေတ္တာဝယ်ဇလန်းလေးလည်းဖြစ်တယ်လို့ဇလန်းရဲ့အဓိကသရုပ်ဆောင်မင်းသားကြီးရှောင်းပန်းရဲ့သရုပ်ဆောင်ချက်တွေကဖခင်တယောက်ရဲ့တမီးဖြစ်သူဘက်ကိုထားရှိတဲ့မေတ္တာတရားတွေဆုံးလုံးအနှံ့နာခံမှုတွေကိုပေါ်လွင်အောင်သရုပ်ဆောင်ထားတာမို့လို့ကြီးမိသူတန်းခရုဏသက်စီမှာပါဒီရီကလေးကိုကြည့်ပြီးတာနဲ့ပြိသက်တို့လေးမိခင်မေတ္တာရင်းသားမကပဲဖခင်တယောက်ရဲ့သားသမီးတွေဘက်ကိုထားရှိတဲ့မေတ္တာတရားကိုပါနားလည်သွားလိမ့်မယ်လို့ယူကြည်ပါတယ်တကူမှကျန်တာကဒီဗီဒီယိုလေးကိုဆက်မကြည့်ခင် ပရိသတ်တို့အနေနဲ့အနားမှာတ िश ူးလေးတွေစောင့်ထားဖို့အကြံပေးချင်ပါတယ် ။ဘာလို့လဲဆိုတော့ဇလန်တစ်ခုလုံးမှာကမငိုရတဲ့အပိုင်းဆိုတာမရှိတာကြောင့်ပါ။ကဲ intro လေးလေးပြပြီဆိုတော့အစင်သဖြင့်စလိုက်ရအောင်။ဇန်ဒေါ်ဆန်ကမွေးရပါအော်ဒီဇင်ယောဂကိုခန်းစားနေရသူတယောက်ပါ။သူရဲ့ညာရီက9နှစ်ရွယ်ကလေးတယောက်ရဲ့ညာရီလောက်ပဲရှိတယ်ဆိုပေမဲ့သူကဘဝကိုတတ်နိုင်တဲ့လောက်ကြိုးစားပြီးဖြတ်တန်းနေသူပါ။ဆမ်ကအော်ဒီဇင်ယောဂကိုခန်းစားနေရတယ်ဆိုပေမဲ့မြို့လေကောင်ကကော်ဖီဆိုင်တစ်ဆိုင်မှာလှုပ်လှုပ်နေတဲ့အပြင်သူ့မှာအရန်ချစ်ရတဲ့ချစ်သူကောင်မလေးတယောက်လည်းရှိပါသေးတယ်။ ဇလန်လေးရဲ့အဆမှာတော့ဆမ်တယောက်ကော်ဖီဆိုင်မှာလှုပ်ဆင်းနေတဲ့အချိန်ရီစားဖြစ်သူကကလေးမွေးတော်မှာဖြစ်တဲ့အကြောင်းမန်နေဂျာကလာပြီးပြောတဲ့အတွက်အလုံးလုံးနေရာကိုဖျက်ပြီးစေယုံရှိရာကိုသွားတာနဲ့အစာချီထားပါဗျ။အော်ရီဇင်ယောဂလည်းဖြစ်တဲ့အပြင်ကလေးမိဖွားတာကိုတခါမှမကြုံဘူးတာကြောင့်ဆမ်တယောက်စိတ်လှုပ်ရှားပြီးရောက်ရက်ခတ်နေခဲ့ပါဗျ။ အဲဒီနောက်မှာတော့မွေးလာတဲ့ကလေးလေးကမိန်းကလေးဖြစ်တယ်ဆိုတာကိုသိလိုက်ရတဲ့အပြင်ဆီဟာဝင်းဒီကမွေးကင်းစာနီတာရဲ့ကလေးလေးကိုသူ့ရဲ့လက်ထဲကိုကမ်းပေးလိုက်ချိန်မှာတော့ဆမ်လင်းအခုမှလူလောကတွေကိုပူပူနွဲ့နွဲ့ရောက်လာတဲ့ကလေးလေးကိုတတ်နိုင်သလောက်အစွမ်းကိုကာကွယ်ပေးရမယ်ဆိုပြီးစိတ်ဝင်လာခဲ့ပါတယ်ဆရာဝန်ကြီးကကလေးလေးကိုဘာနာမည်ပေးမလဲလို့မေးလိုက်ချိန်မှာတော့ဆမ်လေးသူ့လက်ထဲမှာချီထားတဲ့ကလေးလေးကိုကြည့်ရင်လူစီလို့ပေးမယ်ဆိုပြီးပြောလိုက်ပါတယ် ခလေးမီဖာဘီရဲ့နောက်တစ်နေ့မှာတော့ဆံမြက်ရေးစားဖြစ်သူလေးစင်းုံကနေဆင်းလာတဲ့အတွက်ခလေးလေးကိုကြည့်ရင်နှစ်ယောက်သားကားကိတ်စီကိုထွက်လာခဲ့ကြပါတယ်။ဒါပေမဲ့ကားကိတ်ကိုရောက်တဲ့အချိန်မှာတော့ရေးစားဖြစ်သူကကားကိုခဏတားပိတ်ဖို့ပြောရင်ဆံနဲ့မွေးကင်းစခလေးလေးတို့ကိုဓာပီထွက်ပြေးသွားခဲ့ပါတယ်။ဆံလည်းမွေးကင်းစသမီးလေးကိုချီထားပြီးအဝေးကိုထွက်သွားပြီဖြစ်တဲ့ရေးစားဖြစ်သူရဲ့နာမည်ကိုအော်ခေါ်နေရင်းလမ်းဘေးမှာဝမ်းနည်းစာနဲ့ပဲကြံရိတ်ခဲ့ပါတယ်။ ရီစားပြသူကလည်းကလေးလေးကိုမွေးပြီးအဝေးကိုထွက်သွားပြီးမလို့ဆမ်လည်းတူတက်နိုင်သလောက်လူစီလေးကိုစူးစမ်းပြီးစောင့်ရှောက်ရပါတော့တယ်။တနှစ်တောင်မပြေသေးတဲ့လာသားရွယ်လေးဖြစ်တာကြောင့်ညသက်ကောင်ကြီးကလေးကိုတန်ချရင်လည်းထားပြီးနှုတ်တတ်ရတယ်လို့နေကင်းဘတ်တွေဆိုရင်လည်းလူစီလေးကိုသူလွတ်လွတ်တဲ့နေရာစီခေါ်သွားရင်ဖခင်တယောက်အနေနဲ့အကောင်းဆုံးစူးစမ်းပြီးနေထိုင်ရပါတယ်။ကလေးအတွက်လိုအပ်တဲ့အသုံးဆောင်တွေဝယ်ဖို့ကုန်းတိုက်ကိုသွားပြန်တော့လေကလေးနဲ့အဆင်ပြေလောက်မဲ့ပစ္စည်းကိုမရွေးတတ်တာကြောင့်အခက်တွေပေါင်းလည်းမနေပါဘူး။ ဆမ်လဲတက်နိုင်တဲ့လောက်ကြိုးစားပြီးလူစီလေးကိုတည်တည်ချင်ချင်စောင့်ရှောက်ပေးပေမယ့်ခလေးကိုငြိမ်အောင်ဘလို့ထင်းရမယ်မှန်းလည်းမသိရအပြင်ဘလို့ချင်းနေမှာလူတက်ရမယ်ဘလို့ချင်းနေမှာထိုင်ပါလဲပေးရမယ်ဆိုတာကိုပေါ့မသိတာကြောင့်ဆမ်တယောက်သူစဉ်းစားမိတယ်လို့လို့ရင်ပိုပြီးအခက်တွေ့နေခဲ့ပါတယ်။ပိုဆိုးတာကလူစီလေးကသူ့ဘလို့ပဲငြိမ်အောင်တည်တည်မဲအိနိုင်ပဲညာလုံးပေါငိုနေခဲ့တာပါ။အဲဒီလိုနဲ့အေးရေးပြက်ရတဲ့ညတွေများလာချိန်မှာတော့ဆမ်လဲအင်းကြီးချင်းဖြစ်တဲ့အန်နီကိုအပူကိုက်ရပါတော့တယ်။ အန်နီစီကိုရောက်တဲ့အခါမှာတော့လူစီလေးကချက်ချင်းဆိုသလိုနှုတ်တော့ပြီးအိပ်ပျော်သွားတဲ့အပြင်ကလေးကိုနှုတ်တိုက်ဖို့အတွက်အချင်းကိုလည်းတီဗီမှာလာတဲ့အစီအစဉ်နံပါတ်ကိုမှတ်ထားခိုင်းပြီးနှစ်နာရီကြာတခါနှုတ်တိုက်ဖို့မှာလိုက်ပါတယ်။အိမ်မရရင်ရရလည်းများနေတဲ့အပြင်လူစီလေးအတွက်စိတ်ပူနေတဲ့ဆမ်လည်းအခုမှပဲတက်ပြင်းချနိုင်ပါတော့တယ်။ကလေးဖေတယောက်ဖြစ်လာတဲ့အတွက်တာဝန်တွေလေးပိုလာခဲ့တယ်လို့ဆမ်လည်းသူ့ကိုယ်သူတော်သိပြီးအချိန်မပေးနိုင်တော့ပါဘူး။အဲ့လိုနဲ့တရက်မှာတော့ဆံမရဲ့တငယ်ချင်းတွေကသူတို့အရင်လုံနေကြတဲ့အိမ်မှာအတူတူရုပ်ရှင်ကြည့်ဖို့ရောက်လာခဲ့ကြပါတယ်။ ဆမ်ကကလေးထင်းနေရတဲ့အတွက်ဒီနေ့ချိန်ထားတာကိုမိနေကြောင်ပြောလိုက်တဲ့အခါမှာတော့ဆမ်ရဲ့တငယ်ချင်းတွေကကလေးပေဖြစ်ရတာကိုနားလည်ပေးပြီးလူစီလေးကိုလည်းကူပြီးထိန်ပေးကြပါတယ်အဲလိုနဲ့နောက်ရက်တွေမှာလဲဆမ်မြက်တငယ်ချင်းတွေကအင်ကိုလဲလာပြီးလူစီလေးကိုကူထိန်ပေးကြတဲ့အပြင်ဆမ်ကိုလည်းဆရာမငယ်ရဝိုင်းပြီးအပေးကြပါတယ်။အချိန်တွေကလည်းကုံဆုံးတာမြင်တယ်လို့လူစီလေးဟာလဲဆမ်မြက်ထင်းချောက်မှုအောက်မှာပဲတဖြည်းဖြည်းနဲ့အွယ်ရောက်လာခဲ့ပါပြီ။ မွေးကစားရွယ်တော့ကတော့အလုတ်သွားရင်လူစီလေးကိုခေါ်သွားလို့အဆင်ပြေပေမယ့်တနှစ်ကျော်အရွယ်လောက်ဖြစ်လာချိန်မှာတော့ဆမ်လဲလူစီလေးကိုအလုတ်ကိုခေါ်သွားဖို့အဆင်မပြေတော့ပါဘူး။အဲဒီလိုနဲ့ဆမ်လဲသူ့အလုတ်သွားတဲ့အချိန်ကလေးကိုကူထိန်ပေးဖို့အတွက်အန်နီကိုပဲအပူကက်ရပါတော့တယ်။အစားကတော့အန်နီလဲကလေးထိန်ပေးဖို့ကိုတုံ့ဆုံနေပေမယ့်ဆမ်ကိုတနာတာအပြင်လူစီလေးကလည်းချစ်ဖို့ကောင်းနေရာကြောင့်ကလေးထိန်ပေးဖို့ကိုလက်ခံလိုက်ပါတယ်။အဲလိုနဲ့ဆမ်လင်းတမီးဖြစ်သူအတွက်ဖခင်ကောင်းတယောက်ဖြစ်အောင်ကြိုးစားနေထိုင်ရင်လူစီလေးလည်းအသက်9နှစ်ကျော်ရွယ်ကိုရောက်လာခဲ့ပါပြီ။ ဆမ်ကတော့မွေးရပါအော်ဒဇင်ယောဂကြောင့်ညရေချွတ်တဲ့ပေမဲ့ကံကောင်းစွာနဲ့လူစီလေးကတော့ကျမ်းမာရဲ့ကလေးတယောက်အနေနဲ့ကြီးပြင်းလာခဲ့ပါတယ်။အရွယ်ရောက်လာတာနဲ့အမျှကလေးတဘာဝတိကျင်စိတ်စူးစမ်းစိတ်တွေကလည်းပိုလာခဲ့တယ်လို့တခါတလေမေးလိုက်တဲ့မိကွန်းတွေကဆမ်တွင်းနိုင်တာထက်ကိုပိုရင်မိကွန်းတွေဖြစ်နေတာကြောင့်လူစီမေးလာတဲ့အခါတိုင်းဖြေဖို့ခက်နေခဲ့ပါတယ်။ပိုဆိုးတာကလူစီတယောက်ဆမ်ကိုသူ့ရဲ့အမိကရောဗမာလဲဘယ်ရောက်နေရလဲဆိုပြီးမေးလာတဲ့အခါတိုင်းဟိုးဝင်းကြီးကိုရောက်နေရင်ဆိုတဲ့အဖြေကလွဲပြီးတခြားစကားပြောဖို့အားမရှိခဲ့ပါဘူး။ မိခင်မရှိဘဲကြီးပြင်းလာရတယ်ဆိုပေမဲ့လူစီလေးကအရန်လိမ်ပါတယ်အပြင်ဆမ်ကိုလည်းအရန်တွေ့တာပါတယ်။ဒါ့အပြင်ဆမ်ကတခြားဖေရီနဲ့မတူဘူးဆိုတာကိုလည်းနားလည်တယ်လို့အဖေဖြစ်တဲ့ဆမ်စိတ်သက်သာရရအောင်လို့သူ့မှာဆမ်လိုမျိုးအရန်ကိူးဆိုင်ပြီးကျင်နာတတ်တဲ့အဖေမျိုးရထားတာကံကောင်းနေဆိုပြီးပြောလို့ရှိပါတယ်။ဆမ်ကလည်းသူ့ရဲ့သူသားဖြစ်တဲ့လူစီလေးကိုငုံထားမှတ်တဲ့ချစ်တယ်လို့အလုံအားရင်အားတယ်လို့လူစီနဲ့အတူတူဆော့ပေးတာအပြင်ပန်းချက်မှာအတူတူရှောက်လဲတာမျိုးတွေကိုပါလှုပ်ပေးလိမ့်ရှိပါတယ် ညမအိယာဝင်ချင်းဒီဆိုရင်လည်းလူစီလေးအကြိုက်ဆုံးဖြစ်တဲ့စာအုပ်ကိုဖတ်ပြီးမှနှစ်ယောက်သားအိယာဝင်လေးရှိကြပါတယ်။အဲ့လိုနဲ့တာဖာနဲ့ရောက်အတူတူနေလိုက်ရင်လူစီလေးကလည်းအသက်၅နှစ်ကျော်လာပြီမို့မူလာလန်ကြောင့်တက်ရမယ့်အရွယ်ကိုရောက်လာခဲ့ပါပြီ။ကြောင်တက်ရတော့မှဖြစ်တဲ့အတွက်လူစီလေးလိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ဆမ်လည်းတမီးလေးနဲ့အတူသူ့ရဲ့တငယ်စင်းလေးကိုဝါခေါ်ပြီးဈေးဝယ်ထွက်ကြပါတယ်။ ။အဲဒီလိုနဲ့ဖနက်ဆိုင်ကိုရောက်လာခဲ့ရင်ကော်ဖီဆိုင်ကအလုပ်အပြင်တခြားဝင်ငွေလမ်းကြောင်းမရှိချရတဲ့ဆမ်လေးလူစီလေးရဲ့ဖနက်ဖိုးကသူထက်နိုင်တဲ့ပမာဏထက်များနေတဲ့အတွက်အခက်တွေ့နေခဲ့ပါတယ်။ဒါပေမဲ့လည်းကံကောင်းခြင်းတော့ဆန်ရဲ့တငယ်ချင်းတွေကသူတို့ကပါလူစီလေးအတွက်တတ်နိုင်သလားကူညီပေးမယ်ဆိုရင်အတွက်ဆန်လည်းသမီးဖြစ်သူစီဖို့ဖနက်ကိုဝယ်ရင်တငယ်ချင်းတစ်တိုက်ပျော်ပျော်ရွှင်ရွှင်နဲ့ဖနက်ဆိုင်ကနေပြန်လာခဲ့ကြပါတယ်။အဲ့ဒီလိုနဲ့လူစီလေးလည်းမူလာလန်းချောင်းကိုစပြီးတက်နေခဲ့ပါပြီ။ ကျောင်းကလှုပ်တဲ့မိဘဆရာတွေ့ဆုံပွဲတွေမှာကလေးဖြစ်သူတွေကသူတို့ရဲ့မိဘတွေသူတို့အပေါ်ကိုဘလောက်ဂရုစိုက်ပေးကြောင်ပြောရတဲ့အခါတိုင်းမှာလည်းဆမ်ကတမိဖြစ်သူအတန်းထဲမှာအားမငယ်ရအောင်လို့အရှုံးဖောက်ပြီးအားပေးလေရှိပါတယ်။အဲလိုနဲ့တရက်မှာတော့လူစီလေးကျောင်းကတငယ်ချင်းဖြစ်တဲ့ကော်နာကို အတူတူကစားဖို့အတွက်အင်ကိုခေါ်လာခဲ့ပါတယ်။ညင်ရင်မမီရဲ့လူဆိုတာဘာကိုဆိုလိုချင်မှမသိသေးတဲ့ကော်နာကတော့ဆမ်ကတမျိုးပဲဆိုပြီးလူစီကိုပြောလေရှိပါတယ်။ အဖေဖြစ်သူရဲ့အခြေအနေကိုနားလည်ရဲလူစီကတော့ကော်နာကသူ့အဖေကိုအခုလိုဝေဖန်ပြီးပြောနေတာကိုမကြိုက်သလိုဆမ်ကကဘာပေါ်မှာသူ့အတွက်အကောင်းဆုံးအဖေပဲဆိုပြီးတော့လည်းပြန်ပြောလို့ရှိပါတယ်လူစီလေးလည်းအတန်းကြီးလာတာနဲ့အမျှဆမ်အတွက်တော့အင်းစာရီကိုကုလုပ်ပေးရတာကပုံပြီးအခက်တွေ့လာခဲ့ပါတယ်။ခလေးသားသားညာရင်ပဲရှေ့ရှာရဲဆမ်အတွက်တော့နေတိုင်းတည်တင်လိုက်တဲ့စကလုံးတွေကလူစီကိုပြန်ရှင်းပြဖို့မဆိုထားနဲ့သူကိုယ်တိုင်အတွက်တောင်ပြန်ပြောဖို့အခက်တွေ့နေခဲ့တာပါ။ ကန်စိုးစင်တော့တရက်မှာလူစီကိုကြောင်းကျို့ဖို့ဆမ်လေးဆန်တဲ့ဆိုင်မှာထိုင်နေရင်ပြည်ထစာတယောက်နဲ့စကားပြောနေတာကိုရဲတွေကတွေ့သွားတာကြောင့်ပြည်ထစာမှုနဲ့ရဲစခန်းကိုရောက်သွားခဲ့ရပါတယ်ရဲစခန်းကိုရောက်ပြီးဆံမြက်ကိုရေးအချက်လက်တွေကိုစုံစမ်းပြီးတဲ့နောက်မှာတော့တဘူပေါ်တဘူဆင့်ဆိုသလိုသမီးလေးတယောက်ရှိနေတာကိုသိသွားကြရတဲ့အတွက်ကလေးသူငယ်ဆောက်ရှောက်ကြီးကအမျိုးသမီးတူဦးကပါရောက်လာခဲ့ပါတယ်။ဆံကညင်ရင်မမြင်တဲ့သူတယောက်ဖြစ်တာကြောင့်ဥပဒေအရဆိုရင်ကလေးကိုဆွေးချရတဲ့ဆောက်ရှောက်မှုအောက်မှာထားရမှာပါ။ ဒီအကြောင်းလေးကိုတည်သွားတယ်။စောက်ရောက်ရေးဖွဲကအမျိုးသမီးကတော့လူစီလေးရဲ့အခြေအနေကိုစိတ်ပူတာကြောင့်တေချာစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။စံတယောက်ရေစခန်းကနေရမကန်နဲ့ပြန်လွတ်လာခဲ့ပေမယ့်ပြဿနာတွေကပြီးမသွားခဲ့ပါဘူး။လူစီလေးကအเจ้าမဆိုရင်လေစာရီကိုတေချာလိုက်မလို့တဲ့အတွက်ကြောင့်အတမ်းမဲ့ဆီယာမကကလေးရဲ့အခြေအနေကိုမေးဖို့အတွက်စမ်ကိုကြောင်းကိုလာဖို့ခေါ်လိုက်ပါတယ်။လူစီလေးကအတန်းထဲမှာဆိုရင်လေစာရီလိုက်မလို့တလို့ပုံတွေဆွဲခိုင်းပြန်ရင်လေသူ့အဖေကိုကာဝယ်ပေးနေရတယ်ဆိုရယ်ပုံတွေကိုပဲဆွဲလိရှိတာကြောင့်လူစီလေးကရောအဖေဖြစ်တဲ့စံလိုပဲစိတ် ချမ်းမာရေးချို့တည်ရတဲ့သူလားဆိုပြီးမေးလိုက်ပါတယ်။အတမ်းမှန်ဆရာမမေးလိုက်တဲ့စကားတွေကဆန့်အတွက်တော့စိတ်ထိခိုက်ဆရာလို့ဖြစ်သွားကြရပါ။သူဟာတခုလုံးမှာတံပိုးထားရဆုံးကလူစီလေးတယောက်ပဲရှိရမို့သူ့အတွက်နဲ့တမိဖြစ်သူကိုသူများရဲ့အမြင်မှာအထင်သေးခံရမှာကိုလည်းမလို့ချင်းခဲ့ပါဘူးအဲဒီလူနဲ့เจ้าကနေပြန်လာပြီးရညမှာတော့ဆမ်လည်းလူစီလေးကိုအင်စာရီကိုလုတ်ပေးနေရင်เจ้าကပေးလိုက်တဲ့စာအုပ်ကိုဖတ်ခိုင်းပါတယ်ဒါပေမဲ့အဖေဖြစ်သူကိုတနာတဲ့လူစီကတော့မဖတ်ဘူးဆိုပြီးတော့ညင်ပါတယ် ။သမီးဖြစ်သူကိုသူ့လိုမဟုတ်ဘဲတာမန်လူတယောက်တိုင်းဖြစ်စေခြင်းနဲ့ဆမ်ကတော့လူစီကိုစာအုပ်ဖတ်ပြီးမှအိပ်ရမယ်ဆိုပြီးဒေါသတကြီးနဲ့ပြောလိုက်ပါတယ်။လူစီလည်းဆမ်ဒီလိုမျိုးဒေါသထတာကိုတခါမှမကြုံဘူးတဲ့အပြင်အဖေဖြစ်သူကိုစိတ်မကောင်းမဖြစ်စေချင်တာကြောင့်ကျောင်းကဘေးလိုက်တဲ့စာအုပ်ကိုဖတ်ရင်းအင်းစာတွေကိုပြီးအောင်လုပ်ခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့လူစီလေးလေးကြောင်းပိတ်တဲ့အတွက်ထုံးစံအတိုင်းသားဖားနှစ်ယောက်မနက်စာစာဖို့စံတဆိုင်ကိုသွားခဲ့ကြပါတယ်။ဒါပေမဲ့သူတို့စားနေကြဆိုင်ကပိတ်ထားတဲ့အတွက်အနာကအဆင်ပြေမေးလို့ထင်ရတဲ့ဆိုင်မှာပဲစားဖို့လုပ်ခဲ့ကြပါတယ်။ ဆမ်ကတော့အရင်ဆိုင်မှာစားနေကြမှုကိုမှားလိုက်ပေမဲ့ဆိုင်ရဲ့မီနူထဲမှာမပါတဲ့အတွက်ဇပွဲသူကတခြားမှုကိုပဲရွေးမှာဖို့ပြောလိုက်ပါတယ်။ဆမ်လည်းမီနူမှာပါတာတွေကိုဖတ်ကြည့်ဖို့စူးစမ်းပေမဲ့တချို့စကားလုံးတွေကသူ့တက်ဖတ်ဖို့ခင်းရင်းနေတာကြောင့်ပထမမှားတဲ့ဟာကိုပဲလှုပ်ပေးလို့မရဘူးလားဆိုပြီးပြောကြည့်ပါတယ်။ဇပွဲသူကတော့မရဘူးပြောလိုက်တဲ့အတွက်ဆမ်လည်းစဉ်းစားရကြက်လာတယ်လို့စိတ်တွေလည်းရှုပ်လာတဲ့အတွက်ဆိုင်ထဲမှာရင်ထောက်အောင်မိလိုက်ပါတယ်။ အော်ဒီဇင်ယောဂခန်းစားနေရသူဖြစ်တာကြောင့်တာမန်လူအတွက်စိတ်ရှုပ်စရာမဟုတ်တဲ့ကိစ္စလေးတွေကသူ့အတွက်တော့ခေါင်းစားစရာဖြစ်နေကြတာပါ။အဲဒီလိုနဲ့နောက်တစ်ရက်မှာတော့လူစီလေးလေးအသက်ရှင်နေပြေသွားပြီဖြစ်တဲ့အတွက်ဆမ်လေးသူ့ရဲ့တိုက်ခန်းမှာပဲမွေးနေဝင်လှုပ်ပေးခဲ့ပါတယ်။ဒါပေမဲ့လည်းကန်ဆိုးမှသွားရမိုးလိုက်လို့ရဆိုသလိုဆမ်ရဲစခန်းကိုပြည်တစားအမှုနဲ့ရောက်သွားခဲ့တော့ကလူစီလေးချောင်းကိုစုံစမ်းနေတဲ့ကလေးသူငယ်ဆောက်ရှောက်ရေးအဖွဲ့ကမာဂရက်ဆိုတဲ့အမျိုးသမီးကပါဆိုင်းမစင်ပုံမစင်ရောက်ချလာပါတော့တယ်။ မဂရက်ရောက်လာတာကြောင့်ပြများနေတဲ့ဆမ်လေးလူစီရဲ့တငယ်ချင်းဖြစ်တဲ့ကော်နာနဲ့စကားများနေခဲ့တယ်လို့ကော်နာရဲ့အဖေကပါသူ့သားဘက်ကနေဝင်ပါလာတဲ့အတွက်ဝယုံသွန်းကားရီဖြစ်ကုန်ပါတယ်။ဆမ်နဲ့ကော်နာရဲ့အဖေတို့နှစ်ယောက်သားအငင်းပွားနေကြတော့မှပဲကော်နာကဆမ်ကလူစီကိုမွေးစားထားတယ်ဆိုပြီးတငယ်ချင်းတွေအကုန်လုံးကြောင်းအော်ပြောလိုက်ပါတယ်။ဒါပေမဲ့ဒီအကြောင်းတွေကိုကြားသွားတာကလူစီရဲ့မွေးနေ့ပွဲကိုရောက်နေကြတဲ့ကလေးတွေတွင်မဟုတ်ခဲ့ပါဘူး။ အစားကလေးကဆမ်နဲ့လူစီတို့အကြောင်းကိုစုံစမ်းနေရမာဂရက်လေးကော်နာပြောလိုက်တဲ့စကားကြောင့်လူစီကိုဆမ်စီမှာဆက်ထားလို့မဖြစ်တော့ဘူးဆိုပြီးသူမရဲ့ယုံကန်ကိုဖုံးဆက်လိုက်ပါတယ်။အဲဒီနောက်မှာတော့တက်ဆိုင်ရာကလူတွေပါရောက်လာခဲ့ပြီးလူစီလေးကိုလည်းဆမ်နဲ့ဝေးရကိုခေါ်သွားခဲ့တယ်လို့ဆမ်ကလည်းတရားရုံးမှာအုတ်ထင်းခွင့်အတွက်ယူခံဝင်ရမယ်ဆိုပြီးတရားရုံးစီကိုခေါ်သွားခဲ့ပါတယ်။တရားသူကြီးလည်းဆမ်တို့သားဘာနေရောက်အချိန်လေးကိုတီးသွားတဲ့အတွက်လူစီကိုတပတ်မှနှစ်ချိန်ပဲတွေးခွင့်ရှိတယ်ဆိုပြီးအမိန့်ချလိုက်ပါတယ် ခဏလေးအတွင်းဖြတ်ဖြတ်သွားတာတွေအပြင်မွေးကစားအရွယ်လေးတွေကစောက်ရှောက်လာရတဲ့လူစီနဲ့ဝေးရတော့မယ်ဆိုတာကိုတည်သွားတဲ့ဆမ်လေးကဘာပြတ်တယ်လို့ခန်းစားနေရပါပြီ။ဆမ်လေးတရားသူကြီးကိုငိုယိုပြီးတောင်းဝန်မယ်မယ်။အမိန့်ချပြီးသားဖြစ်နေတဲ့အတွက်အကျိုးမထူးခဲ့ပါဘူး။တရားရုံးကနေအင်ကိုပြန်ရောက်လာပြီးရဲ့နောက်သမီးလေးနဲ့ခွင့်ရတော့မှာဖြစ်လို့ကြံရမရဖြစ်နေရေးဆမ်လေးသူ့တငယ်ချင်းတွေကိုအကြောင်းဆုံးပြောပြပြီးအကူအညီတောင်းကြည့်ပါတယ်။တငယ်ချင်းတွေကတော့အမှုမှနိုင်ဖို့အတွက်ဆိုရင်ရှင်းနေကောင်းကောင်းတယောက်လောက်တော့လိုရဲဆိုတာကိုပြောပြပြီးသတင်းစာတွေကကြော်ညာတစ်ခုကိုညွှန်ပေးလိုက်ပါတယ်။ နောက်နေ့မှာတော့ဆမ်လေးတငယ်ချင်းတွေပေးထားတဲ့အကျင့်အတိုင်းကျောင်းသားတွေကရှင့်နေစီကိုသွားခဲ့ပါတယ်။ရုံငန်းစီကိုရောက်သွားချိန်မှာတော့ရှင့်နေအမျိုးသမီးရဲ့နာမည်ကရီဒါဆိုတာကိုသိလိုက်ရတဲ့အပြင်ရီဒါမှာဒေါသမထိန်နိုင်တဲ့ပြဿနာရှိတယ်ဆိုတာကိုပါသိလိုက်ရပါတယ်။ဆမ်လေတမီးလေးနဲ့အတူတူပြန်နေရဖို့ကအရေးကြီးတာကြောင့်မထူးတော့တဲ့အဆုံးရီဒါနဲ့ပဲအမှုချောင်းကိုတိုင်ပင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဆမ်ကတော့တမီးလေးအကြောင်းကိုပြောပြပြီးအမှုမှာကူညီပေးဖို့ပြောပေမဲ့အလုံးရှုံနေတဲ့အပြင်ဆမ်မြင့်အမှုကိုမကန့်ကျင်တဲ့ရီတာကမကူညီပေးနိုင်ဘူးဆိုပြီးညှင်းလိုက်ပါတယ်။နောက်ပြီးဆမ်မြင့်အနေထားနဲ့ဆိုရင်သူတတ်မှတ်ထားတဲ့ရှင်းနေကကိုပေးနိုင်မှာမဟုတ်တဲ့အတွက်တခြားဈေးသက်သာတဲ့ရှင်းနေတယောက်နဲ့တိုင်ပင်ကြည့်မယ်လို့ပြောလိုက်ပါတယ်။လူစီလေးနဲ့အတူတူပြန်နေနိုင်မှုဆိုရင်ရှင်းနေငါဘုတ်ကအရေးကြီးရဲ့အတွက်ဆမ်လေးအလုတ်ကတတိကိုလက်စတိုးဖို့အတွက်ပြောကြည့်ပါရင် ဒါပေမဲ့လည်းဆက်မကအော်တိုဇင်ယောဂါရှိတဲ့အပြင်အဖျော်စရာယာရုနဲ့ဆိုစိတ်မချတာကြောင့်တိုးဝေးဖို့မဖြစ်နိုင်ဘူးဆိုပြီးပြောလိုက်ပါတယ်မျောလင်းချက်မဲ့တလို့ခန်းစားနေရတဲ့ဆမ်လည်းဒီနေ့မှာတော့ရီတာနဲ့လမ်းမတွေးရင်အတွက်သူပြောထားတဲ့တငယ်ချင်းကိုပြောကြည့်ပြီးပြီလားဆိုပြီးမေးလိုက်ပါတယ်။ဒါပေမဲ့လည်းအစာရဲကဆမ်မြင့်အမှုကိုမကင်ပြီးစင်တာမို့အစဉ်ပြေရေးအခါဆက်သွယ်ကြည့်ပေးမယ်ဆိုပြီးပြောလိုက်ပါတယ်။ဆမ်ထွက်သွားတဲ့အခါမှာတော့ရီတာရဲ့တငယ်ချင်းတွေကအမှုတယ်လားလို့မေးလိုက်တဲ့အတွက်တငယ်ချင်းတွေရှေ့မှာကြားကအောင်သူ promotion ဆင်းနေတဲ့အမှုတယ်ဆိုပြီးလိန်ပြောလိုက်ပါတယ်။ အကျိုးမြတ်မရရင်ဘာကူမှမလုပ်ပေးခြင်းနဲ့ရီတာအကြောင်းကိုသိနေတဲ့တငယ်ချင်းတွေကတော့ရေပဲရင်နေခဲ့ပြီးဘာမှမပြောခဲ့ပါဘူး။အဲဒီလူနဲ့တစ်ဖက်မှာဆမ်လင်းရှေ့နေငါဖို့အတွက်လိုက်ဆုံဆိုင်နေရင်လူစီလေးနဲ့တွေ့ဖို့ရက်ကိုရောက်လာတဲ့အတွက်အလုကနေဆော့ဆော့ဆင်းပြီးဆော့ရှော့ရေးကြရစီကိုထွက်လာခဲ့ပါတယ်။ဆမ်ကတော့တက်နိုင်တဲ့လောက်မြန်မြန်ရအောင်လာခဲ့ပေမယ့်ခြေချင်းပြေးလာရတာကြောင့်လူစီလေးနဲ့တွေ့ဖို့ချိန်ကြတဲ့အချိန်ကပြည့်ခဲ့နေဖြစ်နေပါပြီ တမတ်ထားတဲ့အချိန်ကျော်သွားတာကြောင့်ဂီဟာကအမျိုးသမီးကနောက်ရက်ကျမှတွေ့ဖို့ပြောပေမယ့်ခေါမရဲလူစီလေးကတော့နောက်ထပ်အချိန်နည်းနည်းလောက်ထပ်ဆောင်ပေးဖို့ပြောချင်ပါတယ်။အဲဒီလိုနဲ့နောက်ဆုံးမှာတော့ဆမ်နဲ့လူစီလေးရှိတဲ့ဂီဟာစီကိုရောက်လာခဲ့ပါတယ်။ကားဘာနှစ်ယောက်အေကန်းနဲ့မှစကားပြောနေကြရင်ဆမ်ကလူစီကိုသူတို့နှစ်ယောက်အတူတူပြန်နေနိုင်ဖို့ကိုကူညီပေးမယ်ရှိနေတယ်ရောက်တွေ့ထားပြီးဆိုပြီးအာရဝန်တာနဲ့ပြောခဲ့ပါတယ်။ ဒါပေမဲ့လူစီကတော့သူ့ရောက်နေအဖေဖြစ်သူကိုဝန်ထုံဝန်ပုံမပြည့်စေခြင်းနဲ့အတွက်အဖေတယောက်ဖြစ်ရှိနေပေုံနဲ့ညီနေပါတယ်ဆိုပြီးအဖေစကားပြောခဲ့ပါတယ်နောက်ရက်မှာတော့ Sam C ကိုတရားရုံးကနေဆင့်ခေါ်စာရောက်လာတဲ့အတွက် Sam နဲ့ Rita C ကိုတွားခဲ့ပါတယ်။အစပိုင်းမှာတော့ Rita က Sam ကိုအလုံးရှုံနေတယ်လို့နဲ့ရှောင်နေပေမဲ့ရုံးကလူတွေကသူတို့နှစ်ယောက်ကိုလိုက်ပြီးအကဲခတ်နေတာကြောင့် Sam ရဲ့အမှုကိုရှေ့နေကမယူဘဲကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ တရားရုံးကစားကိုဖတ်ကြည့်ပြီးတဲ့နောက်မှာတော့စံမြင့်ဉာဏ်ရည်နဲ့ပတ်သက်ပြီးစစ်စစ်ချက်ယူရမှာဖြစ်တဲ့အတွက်ရီဒါကပဲကောင်းမွန်ပြီးလိုက်ဖို့ပေးခဲ့ပါတယ်။ဆံကတော့စေယောကကူစီယာဝန်ကြီးကမိကွန်းတွေအရန်မေးပြီးစိတ်ရှုံအောင်လုပ်တတ်တာကြောင့်မသွားခြင်းပဲ။လူစီလေးနဲ့ပတ်သက်နေတာကြောင့်ရအောင်တော့သွားခဲ့ပါတယ်။စီကံကိုရောက်တဲ့အခါမှာတော့ဆီယာဝင်းရဲ့အတူတူနှစ်ယောက်တည်းအခန်းထဲမှာရှိနေတဲ့အတွက်ဆမ်လေးချိမကိုင်မီလက်မကိုင်မီဖြစ်နေပါပြီ။အစိုးဆုံးကတော့လူစီလေးနဲ့ပတ်သက်တဲ့မိကွန်းတွေမေးလာတဲ့အချိန်မျိုးဆိုဘာကိုဖြေလို့ဖြေရမှန်းမသိတော့တာပါ။ ရီတာနဲ့ဆိုင်မလို့နှစ်ယောက်လည်းဆရာဝန်စီကစစ်စစ်ချက်ယူပြီးတာနဲ့တရားရုံးကိုယုံကြည်မိပြေးရပါတော့တယ်။လူစည်းကိုဆောင်ရှောက်ခွင့်ပြန်ရဖို့ဆိုရင်ဆမ်ကအုတ်ထင်းသူကောင်တယောက်ဖြစ်တယ်ဆိုတာကိုသက်သေပြနိုင်ဖို့လိုအပ်ပါတယ်။ဒါတွေကြောင့်လည်းရီတာကဆမ်မြင့်တငယ်ချင်းတွေတယောက်ချင်းစီကိုခေါ်ပြီးဆမ်ကလူစည်းကိုဘလို့ဆောင်ရှောက်ပေးခဲ့တာတွေအရွယ်ရောက်လာတဲ့အထိဘလို့မျိုးပြုစုပေးခဲ့တယ်ဆိုတာတွေကိုသိရအောင်မေးကြည့်ပါတယ်။ ဆံမြက်တငယ်ချင်းတွေစီကနေတာဖာနှစ်ယောက်ကြအခြေအနေကိုသိရပေမဲ့တငယ်ချင်းတွေကအရင်နှီးဆုံးသူတွေဖြစ်နေတာကြောင့်တသက်တည်မခိုင်လုံဘူးဆိုပြီးတရားရုံးကရှောင်လွဲချက်တွေအကုန်လုံးကိုပယ်ချလိုက်ပါတယ်။တရားရုံးကနေသူတို့တင်သွင်းသမျှတသက်တွေကိုပယ်ချပြစ်နေတာကြောင့်ဒေါသထွက်နေရဲ့ရီတာလည်းဆံကိုတငယ်ချင်းမဟုတ်တဲ့သစိမ်းတွေကတသက်ခံပြီးနိုင်မဲ့လူတစ်ယောက်ကိုရှာလာဖို့ပြောလိုက်ပါတယ်။အဲ့ဒီလိုနဲ့နောက်ဆုံးမှာတော့ဆမ်လဲအကူကြီးတောင်းစီရဆိုလို့အိမ်ကြီးချင်းဖြစ်တဲ့အန်ဒီတယောက်ပဲကြံပါတော့တယ်။ အန်နီကတော့ဆမ်ကိုကူညီပေးခြင်းပဲမဲ့သူ့မှာကလူများနဲ့ထိတွေ့ဆက်ဆံရမှာကိုကြောက်တဲ့ယောဂရှိတာကြောင့်ကူညီပေးခြင်းပဲမဲ့ပေးလို့မရဘူးဆိုပြီးပြောလိုက်ပါတယ်။နောက်ဆုံးကော်ရုတမြင်ဖြစ်တဲ့အန်နီကလည်းမကူညီပေးနိုင်တာကြောင့်ဆမ်လည်းမျှော်လင့်ချက်မဲ့နေခဲ့ပါပြီ။အဲဒီလိုနဲ့နောက်ထပ်ယုံကြည်တရမဲ့ရက်ကိုရောက်လာခဲ့ပါတယ်။ဒီတစ်ခါမှတော့တရားရုံးကသူတွေတွေမဟုတ်တော့ဘဲဆေယောဂကူဆီယံဝင်မှာပါလာခဲ့ပါတယ်။ ဆံမြင့်ဆီဆီချက်အရာတည်တည်ချာချာအယုံမဆိုင်နိုင်တာအပြင်လူစီနဲ့ပတ်သက်လာရင်တချို့ဆုံးဖြတ်ချက်တွေမှာအမှားပါလာတဲ့ကြောင်းဆရာဝန်ဘက်ကတရားရုံးမှာရှောက်လေခဲ့ပါတယ်။ဒါပေမဲ့လည်းရီဒါကတော့ဆရာဝန်ပြောသမျှအားလုံးကိုတခြားအကြောင်းအရာတွေနဲ့အစားထုတ်ပြီးပြန်လည်ချေပပေးခဲ့ပါတယ်။တရားရုံးမှာအပြန်လဲပြောဆိုနေကြတဲ့ဇာတ်ရည်ကိုကြားနေရတဲ့ဆမ်ကတော့ငြိမ်ငြိမ်လေးထိုင်နေုံကလွဲပြီးဘာမှဝန်မပြောနိုင်ခဲ့ပါဘူး။ဒီတစ်ခေါက်တရက်ခွဲမှာလည်းနှစ်ဖက်စလုံးကတိကျတဲ့တက်တွေကိုမတင်သွင်းနိုင်သေးတဲ့အတွက်တရားသူကြီးကရုံးချင်းကိုနောက်ပတ်ထဲကိုပြန်ချင်းလိုက်ပါတယ် တရားခွင်ကနေထွက်လာပြီးရဲ့အခါမှာတော့ Sam ကရီဒါကိုနေလေစာကိုသူတကာခံမယ်လို့ပြောခဲ့ပေမယ့်ရီဒါကတော့ Sam ကိုအခုလိုမျိုးကြီးရင်ကျက်ပြစရာမလိုဘူးလို့ပြောပြီးထွက်သွားခဲ့ပါတယ်။ရီဒါကတော့ဒီတိုင်းပြောလိုက်တယ်ဆိုပေမယ့်သမီးဖြစ်သူရဲ့အမှုမှာနိုင်ဖို့အတတ်နိုင်ဆုံးတာမန်လူတစ်ယောက်လိုနေမယ်လို့ဆုံးဖြတ်တာရဲ့ Sam အတွက်တော့စိတ်ထိခိုက်စရာဖြစ်သွားခဲ့တာပါ။အမှုကိစ္စရင်းနဲ့ဘလောက်ပဲအလုံများများဆမ်ကတော့တမိဖြစ်သူနဲ့တွေ့ရမယ့်ရက်ချင်းကိုတရက်မှမပြတ်ခဲ့ပါဘူး။ အဲ့လိုနဲ့ဒီရက်မှာတော့လူစီကိုသွားတွေ့ရင်သူ့ကိုပါအပြင်ခေါ်သွားလို့ရတယ်လို့ပြောရတဲ့အတွက်ဆမ်လည်းခေါ်ထုတ်လာခဲ့လိုက်ပါတယ်။ဒါပေမဲ့ဆမ်ကိုတိုင်လည်းသူအခုလိုလုပ်လိုက်တဲ့လုပ်ရက်ကအမှုမှနိုင်ဖို့အခွင့်အရေးနေသွားလိမ့်မယ်ဆိုတာကိုကြုံမမြင်မိခဲ့ပါဘူး။အဲ့နောက်မှာတော့နှစ်ယောက်သားဗက်စကားစီးနေရင်လူစီကဂေဟာကိုမပြတ်တော့ပဲဆမ်နဲ့အတူတူလိုက်ခဲ့ခြင်းကြောင့်ပြောပါရင်ဆမ်လည်းတမီးဖြစ်သူနဲ့မခွဲချင်ဘူးဆိုပေမဲ့လူစီကိုသူနဲ့အတူတူခေါ်လာရင် ပြဿနာတက်မှာဆိုရတဲ့အတွက်ဂေဟာစီကိုပဲပြန်ပို့ခဲ့ပါရင် ဒါပေမဲ့လည်းကန်ဆိုးကျင်တော့လူစီကိုခေါ်သွားတာကိုဂေယာကလူတွေကတီသွားကြရတဲ့အတွက်ဆမ်ကိုခလေးခုံးမှုနဲ့တရားထက်ဆွဲမယ်ဆိုပြီးပြောကြပါတယ်အဲဒီအချိန်မှာပဲရီတာရောက်လာခဲ့တယ်လို့ဆမ်ကသမီးဖြစ်သူကိုအယမ်းချစ်တဲ့အပြင်သူ့ရဲ့ဆေးရောဂါအခြေအနေကြောင့်ဒီကိစ္စကိုရှော့ပေါ်ပေးဖို့ဖြောင်းဖြားကြည့်ပါတယ်။နောက်တစ်နေ့မှာတော့ထုံးစံအတိုင်းအမှုအတွက်ရချင်းရက်ကိုရောက်လာခဲ့ပါပြီ။ဒီတစ်ခါမှာတော့တခြားလူတွေတွေမကပဲလူစီကပါတရားရုံးမှာတက်တဲ့အဖြစ်နဲ့ထွက်ဆိုပေးရပါတယ်။ လူစီကတော့သူ့ဖိနေခွေရမှာကြောက်တဲ့အတွက်ဆမ်ကသူ့ကိုတည်တည်ချာချာစောင့်ရှောက်နေကြောင်းသူနဲ့ဆိုရင်ဘာမှစိတ်ပူစရာမလိုတဲ့အကြောင်းတွေကိုညှာပြီးပြောခဲ့ပါတယ်။ဆမ်ကိုယ်တိုင်လည်းတမိဖြစ်သူနဲ့မခွဲချင်းဘူးဆိုပေမဲ့သူနဲ့အတူတူပြန်နေရဖို့လူများရှေ့မှာလိမ်ပြီးမပြောစေချင်ခဲ့ပါဘူး။ဆမ်တွက်တော့လူစီလေးနဲ့ခွဲနေရတဲ့ညာရင်ကငရေကြနေသလိုပါပဲ။အဲ့ဒီလိုတွေကြောင့်ညအိမ်ရငန်းကြီးအချိန်တိုင်းတမိဖြစ်သူနဲ့အတူတူပြန်ဆုံနိုင်ဖို့ဖခင်ရှိကိုယ်တိုင်ဆူတောင်းရပေါင်းလည်းမနေပါဘူး။ အဲဒီလိုနဲ့တညမှာတော့အိမ်နီးချင်းဖြစ်တဲ့အန်နီလည်းဆမ်အိတ်ခန်ဒီဆူတောင်းတွေရာကိုမြင်လိုက်တဲ့အတွက်အမှုမှဝင်ပြီးကုညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီနောက်မှာတော့တရားရုံးမှာအယူခံဝင်ရတဲ့အချိန်အန်နီကပါတက်တည်ဖြစ်ပါလာခဲ့ပါပြီ။အန်နီဘက်ကတော့ဆမ်ကလူစီအပေါ်ကိုဘလောက်ချစ်ကြောင်းဖခင်ကောင်ပီတာကြောင်းတွေကိုထွက်ဆိုပေးပြီးမြတ်ဖက်ကရှင်နေရီကအန်နီရဲ့အဖေနဲ့ပတ်သက်တဲ့အကြောင်းတွေကိုမေးလိုက်တဲ့အခါမှာတော့ဘာမှဆက်မပြောနိုင်ပေချုံ့ဝဲချကိုပါတော့တယ်။ ဆန်နိုဘက်ကဘလို့ပဲတက်တည်ရည်တွင်တွင်တရားရုံးဘက်ကပဲချပြနေရတဲ့အတွက်အမှုအတွက်ရချင်းကိုနောက်တစ်ဘက်ကိုထွက်ရှုလိုက်ရပြန်ပါတယ်။တရားခွင်ကနေပြန်လာတဲ့လမ်းမှာတော့ရီဒန်ကအန်နီကိုလမ်းကြုံနေတဲ့အတွက်အင်ကိုပြန်လိုက်ပို့ပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ဆန်နဲ့ရီဒါတို့လည်းနောက်ဘက်တရားခွင်အတွက်ပြင်ဆင်စရာရှိတာတွေပြင်ဖို့အတွက်ရီဒါရဲ့အင်ကိုပဲသွားခဲ့ကြပါတယ်။ရီဒါရဲ့အင်မှာတော့တားဖြစ်သူဝီလီကလွဲပြီးတခြားဘယ်သူမှမရှိပါဘူး။ ရီတာကစင်ကယ်မှာသားလေးဖြစ်တယ်လို့ရှိနေလေးဖြစ်တာကြောင့်တားဖြစ်သူအဆင်ပြေပြေနေရဖို့အကောင်းဆုံးကြိုးစားပေမဲ့လိုအပ်တဲ့မိဘမေတ္တာကိုပေးဖို့တော့လိဟင်နေခဲ့ပါတယ်။ဒီလိုတွေကြောင့်ပဲအလို့ကြောင့်အင်ကိုအတော်လေးနောက်ကျမှပြန်ရောက်လာတဲ့အမေဖြစ်သူကိုစောင့်နေရတာကဝီလီတော်တော်အဆန်မဟုတ်တော့ပါဘူး။ထုံးစံအတိုင်းအင်ကိုပြန်ရောက်လာတဲ့ရီတာလည်းတားဖြစ်သူကိုအင်ပြန်နောက်ကျတဲ့အတွက်တောင်းပန်စကားပြောရင်းဆမ်နဲ့အမှုကိစ္စကိုဆွေးနွေးဖို့လုပ်ခဲ့ကြပါတယ်။ အခုလက်ရှိဖြစ်နေတဲ့အမှုမှာစံဘက်ကအနိုင်ရဖို့ဆိုရင်တခုခုကိုတော့လိမ်ပြီးတက်တဲ့အဖြစ်ပြောရမယ်လို့ reader ကအကြံပေးပါတယ်။ဒါပေမဲ့လည်းလိမ်ပြီးပြောလိုက်ရင်သမီးဖြစ်သူစိတ်ဆိုးတော့မှကိုကြောက်တဲ့စံကတော့မလိမ်ချင်ဘူးဆိုပြီးပြောခဲ့ပါတယ်။အင်းနောက်မှာတော့နှစ်ယောက်သား reader ရဲ့အိမ်မှာပဲဆက်နေရင်အမှုအတွက်လိုအပ်တာတွေကိုဆက်ပြီးဆွေးနွေးနေခဲ့ကြပါတယ်။တရားရုံးကအုတ်ထင်းသူအဖြစ်လက်ခံပေးနိုင်တဲ့အနေအထားကိုရောက်ဖို့ဆိုရင်တသက်ရက်ရက်ဝတ်စားထားဖို့လည်းအရေးကြီးတာကြောင့် reader က Sam ကိုအရှင်မျိုးသားဝတ်ခဲတဲ့ဝတ်စုံတွေကတစုံကိုငှားပြီးဝတ်ခိုင်းလိုက်ပါတယ်။ အဲ့လိုနဲ့တရားရုံးကိုသွားရမယ့်ရဲရောက်တဲ့အခါမှာတော့တတိုက်ဆက်ဆိုင်ပဲဆံမြင့်အလို့ရှင်ကသူ့ကိုအဖျော်ဆရာအဖြစ်ယာတို့တိုးပေးလိုက်ပါတယ်။မမျှော်လင့်ပဲယာတို့တိုးသွားတဲ့အတွက်ဆံလဲဝမ်းသာလို့မဆုံးခဲ့ပါဘူး။ကော်ဖီဖြော်ရတာကစပွဲတို့လို့ရတာထက်ဆိုင်အများကြီးပိုခက်ပေမဲ့ဆံကတော့ကြိုးစားပြီးလုပ်ခဲ့ပါတယ်။ဒါပေမဲ့လည်းကန်ဆိုးကျင်တော့ကော်ဖီဖြော်နေရင်ဘလန်ဒါကိုအဖုံးမပိတ်ပဲဖွင့်လိုက်မိတဲ့အတွက်ရီဒါငားပေးလိုက်တဲ့ဝစ်ဆုံဘော်ကိုကော်ဖီရီမှောက်ကြကုန်ပါတော့တယ်။ ကော်ဖီရီမောက်ကြလို့ဆိုလာပြီးထင်ရပေမဲ့အဲ့ဒီထက်ပိုဆိုတာကတရားရုံးကိုသွားရမယ့်အချိန်မှနောက်ကျနေကြတာပါတရားရုံးကိုရောက်တဲ့အခါမှာတော့တပတ်ခရှိနေရီကစံမြင့်အားနည်းချက်ကိုအသုံးချပြီးအုတ်ထင်းသူမဖြစ်နိုင်ဘူးဆိုတာကိုတက်တည်ပြဖို့စူးစမ်းကြပါတယ်။ဒါပေမဲ့ကံကောင်းကျင်တော့စံကမိလနဲ့ရေရှိတဲ့မိကုန်းတွေအလုံးကိုရီတာနဲ့ကြိုလေးကျင်ထားပြီးသားဖြစ်တဲ့အတွက်အေးအေးဆေးဆေးပဲဖြေသွားလိုက်နိုင်ပါတယ်။ အဲဒီနောက်မှာတော့ Sam ကသူအရင်တုန်းကစိတ်ကျမ်းမာရေးဆေးရုံမှာနေခဲ့ရတဲ့အကြောင်းတွေကိုပြန်ပြောပြနေရင်းသမီးဖြစ်သူအကြောင်းကိုတွေးမိသွားချိန်မှာတော့သမီးလေးအတွက်ဆိုရင်အကောင်းဆုံးတွေပဲဖြစ်စေခြင်းကြောင့်သမီးဖြစ်သူအခုလိုအခြေအနေမျိုးရောက်ရတာကသူ့ဘယောကမကင်းဘူးဆိုတဲ့အကြောင်းတွေကိုမမျှော်လင့်ပဲပြောထွက်သွားမိခဲ့ပါတယ်။အကောင်လုံးအစဉ်ပြေကန်ကြီးကြမှာဆန်ပြောလိုက်တဲ့စကားတွေကြောင့်တရားရုံးကဆန်ကိုအုတ်ထင်းသူကောင်တရားမဖြစ်နိုင်ဘူးဆိုပြီးလူစီကိုခေရမှာပဲထားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲ့လိုနဲ့လူစီလေးကြီးရမနေရင်တာသမီမရနိုင်တဲ့မိသားစုတစ်ခုကမွေးစားဖို့ခေါ်သွားတဲ့အတွက်မွေးစားမိသားရင်းနဲ့အတူတူလိုက်နေခဲ့ရပါတယ်။အစားပိုင်းမှာတော့မွေးစားအမေနဲ့တိတ်ပြီးစကားမပြောဝင်မဲမွေးကလေးကမိခင်မြတ်တန်ငတ်နေခဲ့တာကြောင့်တဖြည်းဖြည်းနဲ့တန်ရောစင်တွဲလာခဲ့ပါတယ်။တစ်ဖက်မှာတော့သမီးပြည့်သူကိုဆုံးရှုံးလိုက်ရတဲ့ဆမ်ကအိမ်ထဲကအိမ်ပြင်အောင်မထွက်တော့သလိုလူစီစီကိုလည်းတောင်းမတွေ့ဖြစ်တော့ပါဘူး။ ်ရီဒါကတော့ Sam ကိုဖြစ်ခဲ့တာတွေကိုအရင်ခန်းစားမနေပဲသမီးဖြစ်သူကိုတစ်ချိန်လောက်တော့သွားတွေ့ဖို့ပြောကြည့်ပေးမယ် Sam ကဘာမှပြန်မပြောတဲ့အတွက်မိအားတို့ရဲ့အစုံတက်ခမ်းတကားကိုကန့်ဖွင့်လိုက်ပြီး Sam ကိုအပြင်ခေါ်ထုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ရီဒါရခန်းနဲ့ကိုရောက်သွားတဲ့အချိန်မှာတော့စေယောကိုပါကြည်ကွင်းနေတဲ့ဆမ်ကသူ့ဘေးနားပတ်ပတ်လေးမှာစက်ကူခောက်ထားတဲ့အယုတ်တွေနဲ့နယံလူကထားတာကိုတွေ့လိုက်ရပါတယ် Rita ကတော့ Sam ကိုဖြစ်နေတာတွေအားလုံးအတွက်သူကူညီပေးမယ်လို့ပြောပြင်မယ် Sam ကတော့သူက Rita ကိုပြီးပြည့်စုံနေတဲ့လူတစ်ယောက်မဟုတ်ဘူးလို့ပြောပြီးညင်လိုက်ပါတယ် Sam ကသူ့ကိုပြီးပြည့်စုံနေသူဆိုပြီးပြောလိုက်တာကြောင့် Rita လည်းဒေါသထွက်သွားခဲ့ပါတယ် ရီတာကိုရင်ကလည်းအလုံးနဲ့မိသားစုကြမှာနှစ်ဖက်မြောက်အောင်ညှိနေရတဲ့အပြင်တားဖြစ်သူဘောကိုလည်းတင်တလာကူယူမဆိုင်ပေးနိုင်တာကြောင့်သူ့ကိုယ်သူမိခင်ဝတ္တရားမကြည်ပြွန်ဘူးလို့ခန့်ယူထားတာပါ။နောက်ပြီးသူ့ရဲ့အမျိုးသားကလည်းသူ့ဘောကိုဖောက်ပြန်ခဲ့တယ်လို့အလုံးမဆိုရင်လည်းသူ့ရဲ့လုံဖို့ကိုင်မက်တွေကသူ့အမားလုံးမဲ့အချိန်ကိုအမြဲလိုလိုစောင့်ကြည့်နေကြတဲ့အကြောင်းတွေကိုဆမ်ကွန်ကူပြီးပြောပြနေခဲ့ပါတယ်။ဒီစကားတွေကိုကြားလိုက်ရချိန်မှာတော့ရီတာလည်းတာမန်လူတယောက်ပဲဆိုတာကိုဆမ်နားလေသွားခဲ့တယ်လို့နှစ်ယောက်သားတယောက်နဲ့တယောက်ဖတ်ထားခဲ့ကြရင်အပြန်အလှန်နှစ်သိမ့်ပေးခဲ့ကြပါတယ်။ ရီတာရဲ့အားပေးစကားတွေကိုကြားပြီးရနောက်မှာတော့ဆမ်ကသမီးဖြစ်သူနဲ့အတူတူရှိနိုင်မှုဆိုရင်အလုပ်သေးချာစ조사ရမယ်ဆိုရင်အတွေးဝင်လာခဲ့ပါတယ်အဲဒီနောက်မှာတော့ရန်သမျအချိန်ပိုင်းလုပ်တွေကိုစ조사ပြီးလုပ်ခဲ့တယ်လို့တဖက်မှာလည်းရန်သမျငွေတွေကိုစုထားပြီးလူစီရှိတဲ့အင်စီကိုသွားလိုက်နိုင်မှုစ조사ပါတော့တယ်။အဲဒီလိုနဲ့တရက်မှာတော့ဆမ်ကလူစီရဲ့အင်စီကိုရောက်လာတာကိုမွေးစားအမေကတွေ့သွားခဲ့ပါတယ်။လူစီရဲ့မွေးစားအမေကတော့ဆမ်ခုလိုရောက်လာတာကခလေးကိုပို့ပြီးစိတ်ထိခိုက်စေနိုင်တယ်လို့ပဲသတိပေးခဲ့ပါတယ်။ အိမ်နောက်မှာတော့အဖေဖြစ်သူရောက်လာတာကိုတွေ့သွားတဲ့အတွက်လူစီလည်းအိမ်ထဲကနေထွက်လာခဲ့ပါတယ်။အဖေဖြစ်သူကသူ့ကိုဆွန့်ပစ်သွားတယ်လို့ခန်းစားနေရတဲ့လူစီကတော့အဆမ်ကိုဒေါသထွက်နေခဲ့တာပါ။တမီးဖြစ်သူစိတ်မကောင်းဖြစ်မှာကိုမကြည့်ရတဲ့ဆန်ကတော့လူစီကိုသူဘလောက်ချစ်ကြောင်းခယူးစိတ်ကြောင်းဆိုတာတွေကိုပြောပြီးဖြောင်းဖြားဖို့ကြိုးစားကြည့်ပါတယ်။အဲ့လိုနဲ့ဆန်လည်းတမီးဖြစ်သူနဲ့နိနိကကနေရဖို့အတွက်လူစီတို့အိမ်နဲ့မလန့်မကန်ကတိုက်ခန်းတစ်ခုကိုပြောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ ။လူစီကတော့အဖေဖြစ်သူနဲ့အင်းစင်းနေသွားပြီမို့လို့ညဘက်တေဆိုအိမ်ထဲကနေခိုးထွက်ပြီးဆမ်ဖြည့်ရဲ့တိုက်ခန်းမှာပဲလာပြီးအိပ်ပါတော့တယ်။လူစီညာတိုင်းခုတ်ထွက်ပြီးလာလာရေးတဲ့အတွက်ဆမ်လင်းလူစီအိပ်ပျော်သွားတဲ့အချိန်မွေးစားမိဘတွေစီကိုပြန်ပို့ပေးရတာကအမြင်လို့လို့ဖြစ်လာခဲ့ပါတယ်။သားဖားနဲ့ရောက်အရင်လိုရင်းရင်းနှီးနှီးပြန်ဖြစ်လာတယ်ဆိုပေမဲ့လူစီရဲ့မွေးစားမိကတော့အခုလိုဖြစ်နေရတယ်ကိုသဘောမကျပါဘူး။အဲဒီလိုနဲ့ရာသက်တွေလူစီအပြင်ကိုခိုးထွက်လို့မရအောင်လို့အိမ်ခန်းထဲကပရင်းပေါက်တွေကိုတန်တိုင်နေနဲ့ကာထားလိုက်သလိုအိမ်ထဲမှာရှိတဲ့တော်တွေကိုပဲပြောင်းထားလိုက်ပါတယ်။ တညမှာတော့လူစီလေးဒုံးစံအတိုင်းအဖေပြည့်သူစီကိုသွားဖို့အိမ်တကားကိုဖွင့်မလို့လုပ်တဲ့အချိန်မွေးစားအမေကတီးသွားခဲ့ပါတယ်မွေးစားအမေကတော့လူစီဆမ်စီကိုသွားသွားတွေ့နေရကိုမဆူခဲ့ပေမယ့်သွားမယ်ဆိုရင်တော့ခိုးမထွက်ပဲသူ့ကိုအတီးပေးပြီးမှသာသွားဖို့ပြောခဲ့ပါတယ်လူစီနဲ့ဆံမြေကြရေကသားဖတန်ရုံးစင်တွေကြီးထွားလာတာနဲ့အမျှမွေစားမိဘတွေနဲ့လူစီရကဆက်ဆံရေးဟာလည်းတဖြည်းဖြည်းနဲ့ဝေးကွာလာခဲ့ပါတယ်။ တစ်ဖက်မှာလည်းလူစီဒီကဝီဇာမျိုးရရေးစီမှာနေနေရဆိုပေမဲ့ဆမ်ကအုတ်ထင်းခွင့်ကိုအပြေအဝမစွန့်လွတ်သေးတာမို့နောက်ဆုံးအနေနဲ့တရားရုံးမှာကြားနာမှုလုပ်ရအောင်ပါ။အဲလိုနဲ့နောက်ဆုံးကြနိုင်ရမယ့်ရက်မတိုင်ခင်တညမှာတော့ဆမ်စီကိုလူစီရဲ့မွေးစားမိကကလေးကိုကြီးထိုင်ရင်ရောက်လာခဲ့ပါတယ်။ဥပဒေအရဆိုလူစီလေးကမွေးစားမိပါရဲ့ဆောင်းရှောက်မှုအောက်မှာရှိတဲ့နေဆိုပေမဲ့ဆမ်နဲ့လူစီတို့ကြားရဲကတန်ရောစင်ကိုကိုရိုင်းမြင်တွေ့ခဲ့ရတဲ့အတွက်မွေးစားမိဖြစ်သူလဲလူစီလေးကအဖေအရင်းနဲ့ပဲအတူတူနေတဲ့နေဆိုပြီးပြောလာခဲ့ပါတယ်။ လူစီလေးအတွက်လိုအပ်တဲ့ဈေးကိုလည်းသူတို့ပဲထောက်ပံ့ပေးမှာမလို့စိတ်ပူစရာမလိုကြောင်းလည်းပြောခဲ့ပါတယ်။ဒီစကားတွေကဆမ်တက်တော့တံမိုးမဖြတ်နိုင်တဲ့စကားလုံးတွေပါ။တမိဖြစ်သူကိုမွေးကင်းစာရွေးတွေကတည်တည်ချာချာဆောက်ရှောက်ပေးလာခဲ့တာမို့အုတ်ထင်းခွင့်ပြန်ရတော့မယ်ဆိုရင်အတွင်းနေရီဆမ်တယောက်ပျော်ကြီးပျော်နေခဲ့ပါပြီ။အဲဒီနောက်မှာတော့ဆမ်လည်းလူစီလေးရဲ့ဆောက်ရှောက်ခွင့်ကိုပြန်ရသွားခဲ့တယ်လို့တားဖားနှစ်ယောက်လည်းအရင်လိုပဲပျော်ပျော်ရွှင်ရွှင်ပြန်နေသွားနိုင်ခဲ့ရင်ဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်။